င်္ဂလာပါရှင်တနေ့သားအတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့နိုဝင်ဘာလ27ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရရှင်တနေ့သားအတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်မောတောင်မြို့သိန်းတိုက်ပွဲမှာထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့စစ်သားတွေကိုကော့တောင်ဆက်လီဂိတ်ကနေထိုင်းအာဏာပိုင်တွေကစစ်တပ်စီကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ် အခုလ14ရက်နေ့ကထိုင်းမြန်မာနယ်စပ်ကမောတောင်မြို့ကို KNL နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခြင်းနယ်စပ်ပင်မစခန်းကတရင်မှုအပါအဝင်စစ်သား60လောက်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့တာပါ။ကြန့်ရှိတဲ့စစ်သားနဲ့ပြည်သူစစ်40ကျော်ကိုတော့တော်လိုင်းရေးတပ်တွေကစစ်သုံးမှန်းအဖြစ်ဖမ်းမိခဲ့ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်စီယုံပွဲမှာပေးခဲ့တဲ့ဂတိကဝတ်တွေအတိုင်းအထမြောက်အောင်မဆောင်ရွက်နိုင်ရင်လက်သီးနဲ့ဆွဲထုတ်လို့ရတယ်ဆိုပြီးပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ဥက္ကဋ္ဌဦးခင်ကြီးကပြောလိုက်ပါတယ်။အခုလ19ရက်နေ့ကရန်ကုန်မြို့သူဝနမိုးလုံလေးလုံအကစားကွဲမှာပြုလုပ်ခဲ့တဲ့ကြံ့ခိုင်ရေးပါတီရဲ့ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းပွဲနဲ့မဲဆွယ်စီယုံရေးပွဲမှာဦးခင်ကြီးကအခုလိုပြောခဲ့တာပဲဖြစ်ပါတယ်။ကြံ့ခိုင်ရေးပါတီရဲ့အမာခံထောက်ခံသူဖြစ်တဲ့ ဝိုင်းရင်တရုတ်ဆောင်နေအောင်ကပြီးခဲ့တဲ့ရက်ပိုင်းကကြန့်ခိုင်ရေးပါတီမဲဆွယ်ပွဲတစ်ခုမှာမဲရပြီးမှကိုယ်နယ်ကိုဒေတာတွေကိုပြန်မကြည့်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုလက်သီးနဲ့တွေ့မယ်ဆိုပြီးပြောဆိုခဲ့တာကိုဦးခင်ကြီးကညှဉ်းပန်းပြီးအဲ့ဒီအခမ်းအနားမှာပြောခဲ့တာပါတဝဲမြို့နယ်တောင်သုံးလုံးကျေးရွာကအမျိုးသားတဦးဥယျာဉ်ခြံထဲသွားစဉ်မြေမြုံမိုင်းနေမီလို့တန်းရရရှိခဲ့တယ်လို့သိရပါဗျမိုင်းနေမီသူမှာအသက်40ကျော်အရွယ်ကိုအောင်မင်းဦးဆိုသူဖြစ်ပြီး နိုဝင်ဘာလ18ရက်ကကြောင်မဲတောင်ကျေးရွာတရုတ်တင်းကြိုင်အနောက်ဖက်ရှိ၎င်းပိုင်ဆိုင်နဲ့ဥယျင်ခြံထဲကနေအပြန်လမ်းမှာမိုင်းနေမိခဲ့တာပါ။မိုင်းနေမိတဲ့ဒဏ်ရာကြောင့်6တောက်တစ်ဖက်ကိုဖျက်တောက်လိုက်ရတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံချွန်ဘူရီခရိုင်ရှိစက်ရုံတစ်ခုမှာမြမအလုသမားတဦးကျိတ်ဆက်ထဲပြုတ်ကျပြီးတေဆုံးသွားတယ်လို့သိရပါတယ်။နိုဝင်ဘာလ20ရက်မိုးလယ်ပိုင်းမှာအသက်24နှစ်အရွယ်မြမအလုသမားဖြစ်တဲ့ကိုဇော်စုသူမှာကျိတ်ဆက်အတွင်ပြုတ်ကျခဲ့တာပါ ကျိတ်ဆက်အတွင်ကြေမတည်ဆုံးနေတဲ့သူ့ရဲ့အစိတ်အပိုင်းတွေကိုကယ်ဆယ်ရေးသမားတွေကဖဲထုတ်ပေးတယ်လို့ဆိုပါတယ်။တရချောင်းမြို့နယ်ကတဝဲဘိတ်ကားလမ်းပေါ်မှာခရီးတွေရာနဲ့ကြီးပိတ်မိနေတာတပတ်လောက်ရှိပြီးဖြစ်တယ်လို့သိရပါဗျ။တရချောင်းမှာစစ်အုပ်စုကစစ်ကြောင်းထိုးနေလို့စီရေးရ KNU နဲ့တော်လန်ရေးတပ်ဖွဲ့တွေကလမ်းပိတ်ထားတာပဲဖြစ်ပါတယ်။စစ်အုပ်စုဟာလာပ6ချောင်း၊တိန်ကုန်း၊ကတွဲ၊စိတ်ချောင်းစတဲ့ရွာတွေကိုလမ်းမအတိုင်းစစ်ကြောင်းထိုးနေတာပဲဖြစ်ပါတယ်။ မြန်မာအရေးဖြည့်ရှင်ဖို့ထရန့်အစိုးရမှာအချိန်သိမ့်မရှိတော့ကြောင်းနဲ့ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်မှုအမေရိကန်လွှတ်တော်အမတ်တွေကနိုဝင်ဘာလ19ရက်မှာထရန့်အစိုးရကိုတိုက်တွန်းခဲ့ပါတယ်။အမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီကဦးဆောင်ကျင်းပတဲ့မြန်မာအရေးကြားနာပွဲတစ်ခုမှာအခုလိုတိုက်တွန်းခဲ့တာပါ။ဒီကြားနာပွဲမှာအမေရိကန်အောက်လွှတ်တော်ရဲ့နိုင်ငံသားရေးရာအရှေ့အာရှနဲ့ Pacific Sec Committee ဥက္ကဋ္ဌ Yan Kim ကမြန်မာနိုင်ငံဟာကြာရှုံးနိုင်ငံတော်တစ်ခုဖြစ်နေပြီး ကမ္ဘာရာဇဝဲမှုတွေရဲ့ဗဟိုချက်ဖြစ်လာတယ်လို့ပြောဆိုခဲ့ပါတယ်။ပြည်နယ်တိုင်းတင်းထားနိုင်ရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။